ယူကရိန်းရဲ့စစ်ပွဲကဘယ်သူမှမျှော်လင့်မထားတဲ့ပုံစံမျိုးနဲ့ပြီးဆုံးဖို့နှိစက်လာနေပါပြီ။ဒီနေရာမှာမထင်မှတ်ထားတဲ့စကွက်ကပေါ်ပေါက်လာပါတယ်။ယူကရိန်းရဲ့အားရလိုက်စားမှုတိုက်ဖြတ်ရေးအဖွဲ့ကစွန့်အင်ခံတာကနေပြီးဒေါ်လာတန်တရာကျော်ဖို့ရှိတဲ့ဒီအလွဲသုံးစားမှုလုပ်ထားတဲ့အကြီးစားအစီအစဉ်တစ်ခုကိုထုတ်ခေါ်လိုက်ပါတယ်။ဒီကိစ္စမှာပေါ်ဝင်ပတ်သက်သူတွေကတာမန်အရာရှိတွေမဟုတ်ဘဲနဲ့ဒီတမရဇလန်စကီရဲ့ယင်းဒီရဲ့မဟာမိတ်တွေဖြစ်တဲ့သူ့ရဲ့စီးပွားရေးလို့ခေါ်ကိုင်းပါဟောင်းနဲ့ဝင်းကြီးနှစ်ဦးပါပေါ်ဝင်ပတ်သက်နေပါတယ်။ အချို့မီဒီယာတွေကဖော်ပြချက်အရဆိုရင်တော့သူ့ရဲ့ဝန်ထမ်းအကြီးအကဲပါဆက်နွယ်နေကြအောင်အရေးမှပြောနေကြပါတယ်ဒီကိစ္စကိုတဖြည်းဖြည်းသိသိသာသာအချိန်ခန့်နိုင်ငံရေးအရအကွက်ချစီရင်ထားတယ်လို့မျိုးတော့ခံစားရပါတယ်ပြီးတော့ဇယ်လန်စကီရဲ့ပုံရိပ်ကလည်းဒီလှိမ့်မြန်စွာကြာဆင်းလာပြီးတော့အနောက်နိုင်ငံတွေအတွက်သူဟာဒီအလွယ်တကူနဲ့ဖိအားပေးနိုင်တဲ့အားနည်းတဲ့ခေါင်းဆောင်တစ်ဦးလို့ဖြစ်လာနေပါတယ်ဒီနေရာမှာပဲအခြေအနေတွေကပိုပြီးစိတ်ဝင်စားစရာကောင်းလာတာပါ ီအရှုပ်ပေါ်ကုန်ကြီးပေါ်ပေါက်ကြီးမကြခင်မှာပဲပေါ့နော်ဒီရုရှားနဲ့ဆွေးနွေးမှုတွေဒါအတိတ်ပဲမရှိဘူးလို့ဒီပြောခဲ့တဲ့ဇယ်လန်စကီကရုတ်တရက်ဆွေးနွေးပွဲတွေပြန်ဆကြင်ကြောင်းကြေညာလိုက်ပါတယ်ပြီးတော့ဒီပေါ့နော်အခြေခံအဖြစ်ဒီရုရှားလိုချင်တာအလုံးမိဘကိုပေးမယ်ဒီအမေရိကန်ငင်းငင်း28ချက်အစီအစဉ်နဲ့ပတ်သက်တဲ့သတင်းတွေလေးပေါ့ကြားပါပါတယ်စစ်ကိုရက်တန်တာနယ်မြေကိုဆုံးရှုံးမှုကိုလက်ခံတာစရတွေပါပါဝင်ပါတယ်ဇယ်လန်စကီကဒါကိုလုံးဝပယ်ချခြင်းမရှိခဲ့ဘူး ပယ်ချအရင်တော့ပယ်ချရတာမျိုးရှိပေမဲ့အခုချိန်မှာတော့ဘာမှပယ်ချမျိုးမလုပ်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့အမှန်တရားကဒီပေါ့နော်ဒီယူကရိန်းရဲ့မဟာမိတ်တွေဖြစ်တဲ့ဒီဥရောပဟာငွေကုန်နေတာစီးရေးထောက်ပံ့နေနှိကွေးလာနေတာတခါအရေးမူတွေကရုရှားကိုထိခိုက်မှုကြီးကြီးမားမားထိခိုက်မှုမရှိသေးတာဒီဒုက္ခတွေအများအများဖိအားတွေကလည်းတိုးလာနေပါတယ်။လူတိုင်းကစစ်ပွဲကိုပြီးဆုံးနေကြပါတယ်။ ဒါပေမဲ့လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကရနိုင်ခဲ့တဲ့အပေးအယူအထက်ပိုဆိုးတဲ့သဘောကျညီတူညီရအတွက်တော့ဘယ်သူမှဒီပေါ့နော်အပြစ်နဲ့ခံနေရတာမျိုးမရှိဘူး။ဒါကြောင့်ဘယ်သူကအပြစ်ပုံချဖို့အသင့်တော်ဆုံးလဲဆိုရင်ဒီဇယ်လန်စကီပဲဖြစ်လာတာပါ။ဆက်ကြောင်းကတော့ဒီလိုဖြစ်လာပြီ။ယူကရိန်းကမရှုံးနိုင်ဘူး။ဇယ်လန်စကီပဲပြက်ကွက်တာသူ့ရဲ့အဖွဲ့ကအားရိလိုက်စားတာငါတို့အပြစ်မဟုတ်ဘူး။အဲ့လိုဆက်ကြောင်းမျိုးတွေဟေးပြီးနဲ့ပေါ်ပေါက်လာနေပါလေ။ ဒါကအနောက်နိုင်ငံအစိုးရတွေအထူးသဖြင့်အနိုင်ရဖရန့်အစိုးရအတွက်ဒီယူကရိန်းရုရှားစစ်ပွဲကနေပြီး ACC ဒီအစုံနဲ့မခံပဲလမ်းကြောင်းကနေပြီးထွက်သွားနေနိုင်ပါလေစစ်ပွဲကိုအစုံတတ်မဲ့အရာကနောက်ဆုံးမှာငင်းငင်းရင်းနဲ့မဟုတ်သလိုစစ်နိုင်အောင်ပွဲလည်းမဟုတ်ပါဘူးဒီနိုင်ငံရေးတက်တက်သာဖြစ်ပါတယ်ဒါကြောင့်ဒီဟုတ်ပါတယ်ယူကရိန်းရဲ့အားရလိုက်ဆောင်မှုအရှုပ်တော်ပုံဟာစစ်ပွဲကိုအစုံသက်စီနိုင်မဲ့အရာဖြစ်လာနိုင်ပါတယ်ခင်ဗျာအားလုံးနားထောင်ကြည့်ကြလို့ကျေးဇူးတင်ပါတယ်